မင်္ဂလာပါသားတို့သမီးတို့ရေဒီနေ့သားတို့သမီးတို့လေ့လာအမယ်သင်ခန်းစာကတော့အတာတကြံဖြစ်ပါတယ်။တကြံဆိုတာသားတို့သမီးတို့ကနွေရသည်စာတင်နှစ်ကုံဆုံးပြီးတော့ကျောင်းပည့်ရမှာအတာတကြံပွဲတော်ကိုကြုံတွေ့ခဲ့ရတယ်နော်။အဲ့တော့သားတို့သမီးတို့ကတကြံပွဲပေါ်မှာရေကစားခဲ့ဘူးကြတယ်နော်။ရေကစားကြတာကိုပျော်ရက်လား။ ဩပျော်ခဲ့ကြမှာပေါ့နော်ဒါဆိုရင်ဒီသင်ငန်းစာမှာတကြံပွဲတော်ဟာတဲ့မြမယူရပွဲတော်တစ်ခုဖြစ်တယ်တဲ့မြမယူရတကြံပွဲတော်မြမတို့ရဲ့ဓလိအရာဘလို့ဆောင်ရွက်ကြတယ်ဘလို့ကျင်းပကြတယ်ဆိုတာကိုဒီသင်ငန်းစာမှာဒီ channel အတူတူသားတို့သမီးတို့လေ့လာကြမယ်နော် ူတူလေးလာကြမယ်နော်အတာတကြမ်းတဲ့အဲပထမပုံလေးကခလေးလေးတွေတဲ့ခလေးလေးတွေကမမတယောက်ကိုရေလိုက်ပက်အာတယောက်ကတော့ရေပြွန်းနဲ့ပက်တယ်နောက်တယောက်ကရေပုံးကင်ပြီးတော့ပြေးလာတယ်အဲရေဘက်ခံရတဲ့မမရဲ့မျက်နှာကိုလည်းချိလိုက်ပါဦးအာပြုံးပြောနေတာကိုတွေ့ရပါတယ်ဘီကမမကလည်းပြုံးနေတယ်ရေဘက်သူရောရေဘက်ခံရတဲ့သူအားလုံးကပြုံးပြောနေကြတာကိုတွေ့ရတယ်နော်အဲမမရဲ့ဘေးနားမှာ တပင်ကြီးမှာအဝါရောင်ပန်းလေးတွေပွင့်နေတာကိုလည်းတွေ့ရတယ်။အော်အနောက်မှာအုံးလက်ကလေးကိုထောင်ထားပြီးတော့မန်တက်ကလေးကိုလည်းတွေ့ရတယ်။ရေကစားတဲ့မန်တက်ကလေးပေါ့နော်။အဲမန်တက်ထဲမှာရေတွေပြည့်ရှမ်းနေတဲ့စီပိုင်းကြီးတွေကိုလည်းတွေ့ရတယ်။အဲနောက်မှာလူတစ်ယောက်ကလည်းရေတွေကိုဖြည့်ပြီးနေတယ်။ဒုတိယပုံလေးကိုကြည့်လိုက်ပါဦး။အတူတူလေ့လာကြမယ်နော်။ကဲဘေးမဲ့လွတ်ပွဲဆိုတဲ့ပုံလေးကိုတွေ့ရတယ်နော်။ဘေးမဲ့လွတ်တယ်ဆိုတာလိမ့်ဆန်တွေကို သူတို့ကိုဘာအန္တရာယ်မှမဖြစ်စေဘဲနဲ့လွတ်လွတ်လပ်လပ်နေထိုင်ဖို့အသက်အန္တရာယ်ဘာမှစိုးရင်စရာမရှိတော့ဘူးပေါ့နော်အဲ့တော့တကြံပွဲတော်မှာရေကစားလို့ရတဲ့အပြင်ဘေးမဲ့လှုပ်ပွဲတွေကိုလည်းကျင်းပကြတယ်နော်အော်ဘေးလေးမှာဖျားစေတီလေးတွေတွေ့ရတယ်ဖျားစေတီရဲ့ဘေးမှာဆိုရင်ဖုံးကြီးเจ้าကြီးကိုလည်းတွေ့ရတယ်ဖုံးတော်ကြီးเจ้าကိုမိမိနဲ့ကလေးတွေတွားနေကြတာကိုလည်းတွေ့ရတယ်မိမိနဲ့ကလေးတွေကအင်းယိုအဖြူရောင် ထမင်းကိုအညိုရောင်ဝတ်ထားတာကိုတွေ့ရတယ်။ပကုံးပေါ်မှာတဲ့အညိုရောင်တပက်ကလေးတွေတင်ထားတာကိုလည်းတွေ့ရတယ်နော်။မိမိရဲ့ခေါင်းပေါ်မှာစွန့်အုပ်ကလေးလည်းတင်ထားတယ်။စွန့်အုပ်ကလေးထဲမှာဖုံးတော်ကြီးចောင်းတွေကိုကတ်လူဖို့စွန့်နေနဲ့ဟင်းနေနဲ့ပါလာတာပေါ့။အဲအချိုပွဲတွေလည်းပါမယ်။ကလေးတွေလက်ထဲမှာလည်းခြိုက်ကလေးတွေဆွဲလာကြတယ်။အဲ့ဒီခြိုက်ထဲမှာဆိုရင်ဖုံးတော်ကြီးတွေကိုကတ်ဖို့၊လှူဖို့လူရီစားဖို့အစားအသောက်တွေကိုထည့်လာတာပေါ့နော်ဒါကလည်း ဟုံးတော်ကြီးចောင်းနေမှာဥပုပ်တီလာစောက်တီဖို့လည်းဖြစ်ပါတယ်။ဥပုပ်တီလာဆိုတာက၅ပါးတီလာစောက်ထိမ့်မှု၉ပါးတီလာစောက်ထိမ့်မှုဒါကြောင့်တကြံကာလတွေမှာလည်းကုသတရားတွေလည်းစောက်တူလို့ရပြီးတော့ကုသတွေလည်းရပါတယ်။စာမျက်နှာ86မှာပါတဲ့ပထမပုံလေးကအသက်ကြီးရဲ့ဖိုးဖိုးတွေဖွားဖွားတွေထိုင်ကုန်မှာထိုင်နေကြတယ်။ခလေးတယောက်ကစီပိုင်းထဲမှာရေဖြစ်ပေးနေတယ်။မိန်းကလေးတယောက်ကတော့အဖိုးအဖွားတွေကိုခေါင်းလျှော်ပေးနေတယ်။ အားတယောက်ကရေလောင်းပေးနေတယ်နော်ဒါကအဖိုးဖွားတွေကိုခေါင်းလျှော်ပေးနေတာပါအဖိုးတယောက်ကိုယောက်ျားလေးတယောက်ကလက်သက်ညှပ်ပေးနေတာကိုလည်းတွေ့တယ်နော်အသက်ကြီးတဲ့အဖိုးဖွားတွေကိုလူငယ်တွေကခေါင်းလျှော်ပေးတယ်ရေချိုးပေးတယ်လက်သက်ညှပ်ပေးတာကိုပြုလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်တကြံပွဲမှာလူငယ်တွေကကုသိုလ်ရနိုင်တာကိုလည်းတွေ့ရပါတယ်။စာမျက်နှာ86မှာဘာပုံလေးတွေတွေ့ရသေးလဲ။အော်မန်တက်ကြီးစောက်ထားတာတွေ့ရတယ်နော်။အာစိန်ကြီးကအမြင်ကြီးပဲတွေ့ရတယ်။ အဲမန်တက်ရဲ့နာမည်ကတော့ပထောက်ရှူဝမန်တက်တဲ့မန်တက်ဆိုတာတကြံပွဲတော်အခါမှာရေကစားတဲ့နေရာ ကပြဖြောဖြေတဲ့နေရာတချင်းတွေပျော်ရွှင်စွာတည်ဆူတဲ့နေရာကိုမန်တက်လို့ပြောပါတယ်ပုံထဲမှာကားပေါ်မှာငန်းအဖြူရောင်ကြီးနော်အဲ့ငန်းအဖြူရောင်ကြီးပါတဲ့ကားကြီးကိုတွေ့ရတယ်နော်အဲ့ဒီကားကြီးမှာ အမျိုးသမီးတွေကကာနေကြတယ်အာတီဆုံတီးမုံနေတာလည်းတွေ့ရတယ်ကပြဖြောပြနေတဲ့တကြံကားကြီးပေါ့နော် ပြီးလို့ရှိရင် ရှေ့ကအမျိုးသမီးတွေကဒကြံပန်းကုန်းလေးတွေကိုဆွဲထားတယ်။အနောက်ကအမျိုးသမီးလေးတွေနဲ့အမျိုးသားတယောက်ကလည်းအဲတပြေကင်းနဲ့ရေပက်နေတာတွေကိုလည်းတွေ့ရတယ်နော်။ဒါကဒကြံအခါမှာတွေ့ရတဲ့မြင်ကွင်းလေးပါ။အရန်ကိုပျော်ရွှင်ချင်ညူးစရာကောင်းတဲ့မြင်ကွင်းကလေးကိုသားတို့သမီးတို့တွေ့ရတယ်နော်အတာတကြံရဲ့ပုံလေးတွေကိုလေ့လာပြီးပြီဆိုတော့သားတို့သမီးတို့နဲ့အတူတူအတာတကြံစာပိုက်တွေကိုဖတ်ကြည့်ကြမယ်နော်အတာတကြံတဲ့ တကူးလှသည်နှစ်တကူးသောကာလဖြစ်သည် တကူးလှကိုအတာကူးသောလဟု၍လည်းတည်ကြသည်အတာကူးခြင်းဆိုသည်မှာနှစ်ကာလကူးပြောင်းခြင်းပင်ဖြစ်သည်တကူးလှဘရောက်ပန်းပွင့်ချိန်တွင်မြမရိုးရာတကြံရည်တပင်ပွဲတော်ကိုကျင်းပကြသည်တကြံဟုသောစကားသည်နှစ်ဟောင်းကုံဆုံး၍နှစ်တစ်သို့ကူးပြောင်းခြင်းဟုအဓိပ္ပာယ်ရသည် တကြံအခါတွင် လူအများသည်ဖျားပထိုးများတွင် ရေတက်ပယ်ချသည်ကုသိုလ်ကောင်းမှုပြုကြသည် စတုတီသာကျွေးမွေးလှူဒန်းကြသည်လိမ့်ဆံများကိုလည်းဘေးမဲ့လွတ်ကြသည်ယေဒနာသုံးပါဆရာသမားဘိုးဘွားမိဘစသောယုတိထိုက်သူတို့ကိုကတော်ကြသည်တကြီးရွယ်အိုများကိုကောင်းလျှော်ပေးခြင်း ရေချိုးပေးခြင်းဖြင့် ုသို့ကောင်းမှုပြုကြသည် လူငယ်များသည်တကြံအခါတွင်တဦးနှင့်တဦးပျော်ရွှင်စွာ ရေပက်ကစားကြသည်ဝေဖလားတွင် အမွေးနှမ်းသာရည်များထဲ့ကာအပြေးခက်များဖြင့်ရင်ကျေးစွာရေကစားကြသည် အချို့မှာအိုးစီပုံပေါင်းတိလျက်အကအခုံများဖြင့်ရေသပင်ပွဲကိုဆင်နွှဲကြသည်မြို့ကြီးပြကြီးများတွင် မန်းတက်များထိုး၍ ၊တကြံတီးတခြင်းများ၊တကြံအရင်အကများ၊တန်ချက်များဖြင့်ကပြဖြောပြေးကြသည်။အလှပြတကြံကားကြီးများနှင့်လှဲ့လေကပြကြသည်။တကြံပွဲတော်သည်မြမရိုးရာ ရေတပင်ပွဲဖြစ်သည့်အတွေ့ကျွန်ုပ်တို့သည်ပျော်ရွှင်စွာနှင့်ယဉ်ကျေးတိမ်မွေ့စွာ ပါဝင်ဆင်နွှဲတင့်ပီသည်။အထာတကြံစာပိုက်တွေကိုဖတ်ပြီးသွားပြီဆိုတော့စာပိုက်ပါအကြောင်းအရာလေးတွေကိုဆွေးနွေးပြောကြည့်ကြမယ်နော်။ ဇာမျက်နှာ85ကိုမှာပါရှိတဲ့စာပိုင်ကလေးကဘာကိုပြောထားတယ်လဲဆိုတော့တကူလာဟာတဲ့အတာကူတော်လာနှစ်တကူတော်လာဖြစ်တယ်တဲ့နှစ်တကူတယ်ဆိုတာကနှစ်ဟောင်းကနေပြီးတော့နှစ်ကာလအစ်စ်ကိုကူပြောင်းသွားတာလို့ပြောတာပါနော်အဲဒီနှစ်ကနေပြီးတော့နောက်တစ်နှစ်ကိုကူပြောင်းသွားတာပါ တကူလာဘရောက်ပန်းနေပွင့်တဲ့အချိန်မှာမြမရိုးရတဲ့ဂျမ်းပွဲတော်ကိုကျင်းပကြတယ် ဲ့ဘရောက်ပန်းလေးဟာတကူးလှရဲ့ပန်းလေးပေါ့နော်သူကအဝါရောင်လေးရှိရဲ့ဝင်းနေတာပဲဘရောက်ပန်းဟာတကူးလှရဲ့အထိတ်မှတ်ပန်းလေးအဲ့လိုဘရောက်ပန်းတွေပွင့်နေတဲ့အချိန်မှာမြမယူရတဲ့ကြံပွဲတော်ရေသပင်ပွဲတော်ကိုကျင်းပကြတယ်တဲ့မြမတို့ဟာခေအဆက်ဆက်အစင်အဆက်ရေသပင်ပွဲတော်ကိုကျင်းပကြတယ်ဆိုတာကိုပြောတာနော်တကြံဦးတဲ့ဇကားဟာဟင်ဟောင်းကုံဆုံးပြီးတော့တက်တက်ကိုကူပြောင်းခြင်းဟူတဲ့အတိတ်ပဲကိုလည်းရတယ်လို့ပြောတာပါနော် တကြံအခါမှာလူတွေကဖျားပထိုးတွေကိုရေတက်ပယ်ကြတယ်ရေတက်ပယ်တယ်ဆိုတာကလည်းရေတွေနဲ့ဖျားပထိုးကိုတန့်ဆင်အောင်တန့်ရှင်းအောင်ရေလောင်းပေးကြတာပေါ့နော်အဲ့ဒါကိုရေတက်ပယ်တယ်လို့လူတွေကပြောကြတယ်နော်ဒီလိုရေတက်ပယ်တယ်ဆိုလို့ရှင်မြတ်စွာဘုရားရဲ့ပုံတော်တွေစင်းတူတယ်တွေကိုရေတက်ပယ်ခြင်းအပြင်အော်ရေလိုအေးချမ်းမာစေးဆိုတဲ့အသည့်နဲ့ကုသိုလ်တွေကိုပြုတာလည်းဖြစ်တယ်နော် အဲ့တော့ကုတို့ဆိုတာကောင်းတဲ့အလုပ်အပြုအမူတွေကကုတို့ဖြစ်စေတယ်အဲတကြံအခါမှာဆိုလို့ရှိရင်လဲစတုတီတာတွေကိုလဲကျွေးမွေးလှူဒန်းကြတယ်အဲစတုတီတာလှူဒန်းထားတာအဲ့ဒီအလှူတခုဟာဘယ်အရက်တွေသားဟာပဲလာတဲ့လူပဲဖြစ်ဖြစ်တည်တဲ့လူပဲဖြစ်ဖြစ်မတည်တဲ့လူပဲဖြစ်ဖြစ်ပတ်စံမယူဘဲနဲ့ပတ်စံနေပေးစရာမလိုဘဲနဲ့လှူဒန်းထားတဲ့အလှူလှူဒန်းကျွေးမွေးထားတာတွေကိုစားလို့ရတယ်လို့ပြောတာနော် ဒါကိုစတုတီတာလို့ပြောပါတယ်တလိษံတွေကိုလည်းဘေးမဲ့လွတ်ကြတယ်လိษံများကိုဘေးမဲ့လွတ်တယ်ဆိုတာကလည်းလိษံတွေရဲ့အသက်တွေကိုမတတ်တော့ဘဲနဲ့လွတ်ပေးလိုက်တာဘာအန်တွေဘာအနှောက်အယှက်မှမပေးတော့ဘဲနဲ့လွတ်ပေးတယ်ဆိုတာကိုဘေးမဲ့လွတ်တယ်လို့ပြောတာနော်လိษံတွေလွတ်လွတ်လပ်လပ်သွားလာနိုင်တာပေါ့နော်ကဲစာမျက်နှာ86တတိယအပိုက်ကအကြောင်းအရာလေးကိုပြောပြပေးမယ်နော်ယေဒနာ၃ပါးတဲ့ယေဒနာ၃ပါးဆိုတာကဖျာ တရားတန်ခါကေသနာ၃ပါးလို့ပြောတာပါเนาะနောက်ဆရာသမားဆရာသမားဆိုတာကကိုမတိတာတွေကိုသိအောင်သင်ကြားပေးတဲ့သူကိုအားလုံးကိုဆရာသမားလို့ခေါ်တယ်ဘိုးဘွားမိဘဘိုးဘွားမိဘဆိုတာကတော့အဖိုးတွေအဖွားတွေကိုယ့်ရဲ့မိဘတွေပါဒါကြောင့်ယေဒနာသုံးပါးဆရာသမားဘိုးဘွားမိဘတွေနဲ့ယူတည်ထိုက်ကဲ့သူအားလုံးကိုလည်းတကြံအခါမှာယူတည်ကြတော့ကြတယ်เนาะပြုစုဆောက်ရှောက်ပေးဖို့လိုအပ်နေတဲ့အဖိုးအဖွားတွေကို အားခေါင်းလျှော်ပေးတယ်၊ရေချိုးပေးတယ်၊ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးကြတာကိုပြောထားတာပါနော်။နောက်ဆုံးစာပိုက်ရဲ့အကြောင်းအရာလေးကိုပြောပြမယ်နော်။အဲဒီစာပိုက်မှာလဲလူငယ်တွေကလေးတွေကတဲ့တကြံအခါမှာတူးနဲ့တူးဟာပျော်ရွှင်စွာရေပက်ကစားကြတယ်။ဟုတ်တယ်လေ။သားတို့သမီးတို့ရောတီချာတို့ရောတကြံအခါမှာရေပိုက်တွေ၊ရေပြွတ်တွေ၊ရေဖလားတွေနဲ့တူးနဲ့တူးပျော်ရွှင်စွာရေပက်ကစားကြတယ်မဟုတ်ဘူးလား။စာပိုက်ထဲမှာ ဝေးဖလားတွင်နဲ့အမွှေးနှံသာရီများထည့်ပြီးတော့တပြေခက်ဖြစ်ရင်ကျေးစွာလဲရေကစားကြသည်တဲ့ငွေရောင်တုတ်လင်းထားတဲ့ဖလားမဟုတ်လို့ငွေဖလားလို့ခေါ်တယ်အဲ့ငွေဖလားထဲမှာအမွှေးနှံသာရီဆိုတာရေတွေကိုမွှေးနေအောင်တနခါရေတွေကိုထည့်ပြီးတော့မွှေးနေအောင်ပြုလုပ်ထားတဲ့အရေးပါအဲ့ငွေဖလားထဲမှာအမွှေးနှံသာရီတွေထည့်တပြေခက်ကလေးနဲ့တပြေပန်းရဲ့အခက်ကလေးတွေနဲ့အမွှေးနှံသာရီလေးကိုနှဲ့ပြီးတော့ အာဆွတ်ပြီးတော့ရေကစားခြင်းအဲ့လိုရေကစားတာကိုရင်ကျေးစွာရေကစားတယ်လို့ပြောတာပါအဲနောက်စာပိုက်မှာ အချို့ကတဲ့အိုးစီပုံမှန်တီးလျက်အကအကုံများဖြင့်ရေသပင်ပွဲကိုဆင်နွှဲကြသည်တဲ့အဲအိုးစီအိုးစီဆိုတာကတော့ထိမှဝိုင်းပြီးအနောက်မှာရှည်ရှည်လေးနဲ့လက်နဲ့တီးရတဲ့အရာပါသားတို့တမီတို့လည်းမြင်ဘူးမှာပါအိုးစီကိုအဲအိုးစီတွေနောက်ဘုံတွေဘုံဆိုတာကအတန်မြောင်တီးရဘုံ အိုးစီတွေဘုံတွေနောက်ပြီးတော့အတံမြောင်တီးရတဲ့မောင်းနေနဲ့လည်းတီးပြီးတော့ကားတဲ့သူကခုံတဲ့သူကခုံအခခုံနေနဲ့လည်းတကြံပွဲတော်ကိုဆင်နွှဲကြတယ်မြူကြီးပြကြီးတွေမှာကြတော့မန်းတက်တွေအကြီးထိုးကြတယ်ဒါမှမဟုတ်ရှင်အုံးနဲ့မန်းတက်ကလေးတွေပဲဖြစ်အုံးနဲ့ကလေးတွေနဲ့မန်းတက်ဆောက်ကြတယ်နော်အဲ့ဒီမန်းတက်တွေမှာဆိုရင်တကြံသေးတချင်းတွေကိုဖွင့်ကြတယ်တကြံရင်ကတွေကတယ်ဆိုတာကလည်း စင်ပေါ်မှာအဝတ်စားတဲ့စင်တူဝတ်အတူတူဝတ်ပြီးတော့ညီညီညာကတာကိုရင်းအကကတယ်လို့ပြောကြတယ်နော်အမျိုးသမီးပဲဖြစ်ဖြစ်အမျိုးသားပဲဖြစ်ဖြစ်အဝတ်စားတဲ့စင်တူတကြံအိမ်လေးတွေဝတ်ပြီးတော့အာဘရောက်ပန်းလေးတွေဆွဲမယ်တကြံအကကိုလည်းညီညီညာညာကတာကိုလည်းရုံမြင့်တန်ကြား TV ထဲမှာလည်းသားတို့သမီးတို့တွေ့ဘူးကြမှာပါနော်တကြံရင်းကတွေလည်းကကြတယ်နော်တန်ကြက်များဖြစ်လဲကပြဖြောပြကြတယ်တန်ကြက် တန်ချက်ဆိုတာကတယောက်ကတိုင်ပေးမယ်ကြံတဲ့သူအားလုံးကညင်းညင်းညာလိုက်ဆိုပြီးတော့လယောညီထွေစာဖြစ်တယောက်ကမေးတယောက်ကဖြေတစ်ဖက်ကတစ်ခုပြော နောက်တစ်ဖက်ကတစ်ခုပြောနဲ့ညင်းညင်းညာညာတန်ချက်ထိုးကြတာပါပြီးတော့အလှပြတကြံကားကြီးနဲ့လှဲ့လေကပြသေးတယ်အဲဒါကားကြီးအကြီးပေါ်မှာဟာကားနောက်ရဲ့ဘေးနှစ်ဖက်စလုံးမှာလှပတဲ့တကြံပုံလေးနဲ့ပတ်သက်တဲ့ပုံလေးတွေသူတို့ကချိတ်ထားတယ်အဲကားပေါ်မှာကျတော့ stakes အကြီးကြီးထိုးထားပြီးတော့ကားအနောက်မှာတီးရဲသူကတီးအဲကားတဲ့သူကကပြအဲကားကြီးအိတ်ကားအကြီးကြီးနဲ့နေရအစုံကိုလည်းလှဲ့လေကပြနေတာဟုတ်လေအလှပြကလို့လေပြောကြတယ်နော်တကြံပွဲတော်သည်မြမရိုးရာ ရေးသပင်ပွဲဖြစ်သည့်အတွက်ကျွန်ုပ်တို့သည်ပျော်ရွှင်စွာနှင့်ယဉ်ကျေးသိမ်မွေ့စွာပါဝင်ဆင်နွှဲတင့်ပေသည်တဲ့အဲ့ဒါကတော့ တကြံပွဲတော်ဟာမြမရိုးရရေတပင်ပွဲဖြစ်တယ်မြမရီရဲ့အစဉ်ဆက်ပြုလုပ်တဲ့ကျင်းပလာတဲ့ရေတပင်ပွဲရေကစားတဲ့ပွဲတော်ဖြစ်တယ်ဒါကြောင့်မို့သားတို့သမီးတို့ဒီချယ်တို့ပါပျော်ရွှင်စွာနဲ့ဆင်နွှဲတင်ပါတယ်တယောက်နဲ့တယောက်လည်းရင်ကြီးတင်ပွဲစွာပါဝင်ဆင်နွှဲတင်တယ်နော်အရက်တောက်စားတာတွေသူတပောက်ထိခိုက်နာကျင်အောင်လဲရေဘက်ကစားတာတွေနဲ့မလုတ်တင်ဘူးနော် အဲတဦးနဲ့တဦးပြောပြောရှင်းရှင်းကစားရမယ်ရင်ကျေးရမယ်တိမ်မွေးစွာကစားတာအတာတကြံပွဲတဲ့တခုဖြစ်ပါတယ်အဲ့တော့သားတို့သမီးတို့ကလည်းတနေ့မှတစ်ခါပဲပျော်ရွှင်စွာဆင်နွှဲရတဲ့အတာတကြံပွဲဟာလူရသည်ចောင်းပည့်ရမှာဆင်နွှဲရမှာဖြစ်လို့အာစိတ်တွေကလည်းလွတ်လပ်ပျော်ပါနေမှာပဲအဲ့တော့အတာတကြံပွဲတော်အကြောင်းကိုလည်းတည်သွားပြီးအဲ့တော့ဒီနေ့တကြံမှာပျော်ရွှင်စွာနဲ့ရင်ကျေးတိမ်မွေးစွာဆင်နွှဲကြရအောင် နောက်စာသင်ချိန်မှာသားတို့သမီးတို့နဲ့ပြန်လည်ဆုံတွေ့ကြမယ်နော်